စီရင်အတုံးစီလုံလုံလောက်လောက်အတုံးမပြူတဲ့နိုင်ငံတွေကကာကွယ်ရေးနဲ့မထိုက်တန်မှုလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမတ်လ6ရက်နေ့မှာပြောဆိုလိုက်တာကြောင့်သူကနေတိုးမအမေအဖွဲ့ကိုပေးထားတဲ့ခရီးကဘုတ်တွေနဲ့ပတ်သက်ပြီးတန်တရားဝင်မှုတိုးလာနေပါတယ် သူတို့ကမှအကုန်ကြမခံရင်ကျွန်တော်ကလည်းသူတို့ကိုကောက်ွယ်ပေးမှာမဟုတ်ဘူးလို့ထရမ့်ကသတင်းတောက်တွေကိုဘဲဥပုံရုံခံမှာပြောကြားခဲ့ပါတယ်။နေတိုးဖွဲ့ထဲမှာစစ်ရင်အားအတောင်တင်းဆုံးဖြစ်ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပလုံခြုံရေးကိုအတိတ်ကအာမခံပေးနေတဲ့အမေရိကန်အနေနဲ့နေတိုးဖွဲ့မှာဦးဆောင်ကဏ္ဍကနေဆက်လက်ပါဝင်မှုတင်မတင်ဒေါ်နယ်ထရမ့်ကမကြာခဏမေးခွန်းထုတ်လေးရှိပါတယ်။ထရမ့်ကဇန်နဝါရီလမှာတမရဒုတိယသက်တမ်းစတင်ချိန်ကစပြီးနေတိုးအဖွဲ့ဝင်နိုင်ငံတချို့ကကာကွယ်ရေးအတွက်ငွေကြေးအလုံးအလောက်မသုံးစွဲဘဲ အမေရိကန်ပေါ်မှာမိခိုလွန်နေတယ်လို့အကြိမ်ကြိမ်ဝေဖန်ခဲ့ပါတယ်။သူတို့အနေနဲ့ငွေကြေးပုံမှုသုံးဆွဲတင်တယ်လို့ဆိုပါတယ်။နိုင်ငံရဲ့အသက်တင်ထုတ်ကုန်တန်မှု GDP တဲကနေကာကွယ်ရေးအသုံးစရိတ်ပို့သုံးတဲ့အဖွဲ့ဝင်နိုင်ငံတွေကိုဦးစားပေးပြီးစီးရေးအကူအညီပေးတဲ့အစီအစဉ်မျိုးကိုစဉ်းစားနေတယ်လို့ Trump က NBC သတင်းဌာနကို Mesler 6ရက်နေ့မှာပြောကြားခဲ့ပါတယ်။နေတိုးအဖွဲ့ဝင်32နိုင်ငံထဲက23နိုင်ငံဟာပြီးခဲ့တဲ့နှစ်မတိုင်မီကာကွယ်ရေးအသုံးစရိတ်အတွက် GDP ရဲ့200%ကိုအသုံးပြုဖို့ရထားခဲ့တာဖြစ်ပြီး ။တမရထရမ့်ကတော့900ခန်းတော့အထည်တိုးမြင့်သုံးဆွဲဖို့မဟာမိတ်တွေကိုတောင်းဆိုထားပါတယ်။အရေးအစီစဉ်ရာကာကွယ်ရေးအသုံးစိတ်နည်းပါတယ်လို့သတ်မှတ်ခံထားတဲ့နိုင်ငံတွေတိုက်ခိုက်ခံလာရရင်ကာကွယ်ပေးသွားမှာမဟုတ်ပါဘူး။ဒီစီစဉ်က အဖွဲ့ဝင်နိုင်ငံတခုတိုက်ခိုက်ခံရရင်တခြားအဖွဲ့ဝင်နိုင်ငံအလုံးကကာကွယ်ပေးရမယ်ဆိုတဲ့နေတူအဖွဲ့ရဲ့အဓိကစီမံဖြစ်တဲ့ပုံမှန်၅ကိုထိခိုက်စေပါတယ်ရှင်။လောကမီဒီယာရဲ့ဆက်လက်ရည်ထိုင်ဖို့ပြည်သူ ောက်ပံ့ပြီးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမမဝင်ပြခြင်းဖြင့်ကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။